ရခိုင်ပြည်နယ်တွင်စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်တဲ့စစ်တွေမြို့နယ်ကြောက်ဖြူမြို့ကဒေသခံတွေဟာမြို့တွေတွေကထွက်ခွာခွင့်မရပဲပိတ်မိနေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်တပ်ကကြောက်ဖြူနယ်စစ်တွေမြို့ပတ်ချာလဲမှာမြေမြုပ်မိုင်းတွေ ထောင်ထားတာမြို့ဝင်ထွက်ကိုတင်းကျပ်စွာကန့်သက်တားမြစ်နေတာတွေကြောင့်ဒေသခံတွေဟာမြို့ထဲမှာပိတ်မိနေတဲ့အခြေအနေဖြစ်နေတာပါဘေးဘဝင်ချင်းမြို့တွေကိုတော့သွားနိုင်တဲ့အခြေအနေမရှိပဲ ရန်ကုန်မြို့ကိုပဲလေကြောင်းလိုင်းတစ်မျိုးတည်းနဲ့ထွက်ခွာခဲ့ရတဲ့အခြေအနေကိုကြောက်ပြူဒေသခံတဦးကအခုလိုပြောပြပါဗျာ။ဘယ်လိုပြောလဲဖေးအောင်မစတင်ရတယ်။စတင်ရတော့ကြာရင်တော့လေးလက်မဝယ်ပြီးတော့လာလိုက်ရတော့ဘယ်လိုအဲ့လိုမျိုးဘယ်လိုပြောမလဲ။အာပယံဆိုင်ရကတော့ဗျာမဟုတ်ရင်တော့စစ်လက်မတစ်ခုယူရတာပေါ့အဲ့အဲ့အဲ့တော့သွားလာပုချက်တော့ဟိုရင်တော့မရှိခင်တော့ကခုကလမဝယ်သွားလင်းလက်မဝယ်ကိုသွားတာပဲရှိရအခုကတော့ပုချက်တဲ့သွား ရခိုင်တပြည်နယ်လုံးနီးပါးကိုအာရခတက်တော် A ကသိမ်းပိုက်ထားတာဖြစ်ပြီးစစ်တပ်လက်ထဲပိတ်မိနေတဲ့အဲ့ဒီမြို့တွေကနေထွက်ခွာဖို့ဆိုရင်ကုန်းလန်းအရာ A ရဲ့ထိန်းချုပ်နေမြေတွေကိုဖျက်ဆီးရမှာဖြစ်တာကြောင့်စစ်တပ်ကကုန်းလန်းကနေထွက်ခွာခွင့်မပေးတာလည်းဖြစ်ပါတယ်။ ကျောက်ဖြူမြို့မှာတော့လင်းလက်မှတ်ရရှိဖို့အတွက်ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုထွက်ခွာခွင့်အရင်တင်ကြရတာဖြစ်ပြီးများသောအားဖြင့်စေကူသားဖို့အတွက်ဆိုပါကအခွင့်ပြုချက်အကျမြန်တာဖြစ်လို့စေကူသားခွင့်လက်မှတ်ရရှိဖို့အတွက်အစဉ်စဉ်လှုံ့ဆော်ရတယ်လို့ဒေသခံတွေက AR ကိုပြောပါတယ်မြို့တော်စစ်တွေမှာတော့ထောက်ခံစာတောင်းတာမျိုးမရှိပေမဲ့လင်းလက်မှတ်ဝယ်ယူဖို့အတွက်အထက်ထက်စစ်ဆေးတာကိုခံကြရတယ်လို့စစ်တွေဒေသခံတွေကဆိုပါတယ်နံပါတ်1ဆိုရင် ကျွန်တော်တို့တောင်ကုန်းတလဲရှိတယ်တောင်ကုန်းတလဲရှိတယ်ကြောက်ရှူကနေတခါတည်းတိုင်းတော်တလဲရှိတယ်နောက်ပြီးတော့စစ်တေအဲအထင်းပေါ့မကွေးမင်းဘူးဘက်တလဲရှိတယ်ဟိုအဲ့ဒါကနေပြီးတော့ဟိုတိုက်ပွဲဖြစ်နေတော့အဆွေကလက်နေကြည့်နေတယ်လက်ကြည့်နေတယ်တော့ခင်မရဘူးဟုတ်ကဲ့ရှင်လေးယူတော့သူတို့လောလောဆယ်ကတော့ထောက်ကျရတော့စစ်တေကတော့မကြသေးဘူး ချုပ်မှာတော့ထောက်ကရှင်နဲ့ပြီးတော့ရတယ်ဒါပေမဲ့အဝင်းလေးမျိုးအစလေးမျိုးကိုချုပ်အဲ့ဒီမျိုးတွေနဲ့ကုံစင်းတို့အစမတန်မြင့်တက်နေတာဆက်သွယ်ရေးလိုင်းတွေပြတ်တောက်တာအလောက်ကန်ခွန်းလန်းရှားပါတာစေကူတာဖို့အတွက်စေဝါအလုံးလောက်မရှိတာနဲ့နှစ်ဖက်တိုက်ပွဲတွေအချိန်မီးဖြစ်ပွားနိုင်တဲ့အခြေအနေဖြစ်တာကြောင့်ဒေသခံတွေကဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်လိုနေကြတာဖြစ်ပါတယ်လက်တလုံးမှာတော့မြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိတဲ့ကြောက်ဖြူမြို့တွေမှာ နှစ်ဖက်စီအခြေအနေတင်းမာနေပြီးတော့စစ်ကောင်မရှင်တပ်အနေနဲ့မြို့ပေါ်မှာရှိတဲ့အထိုင်တပ်စခန်းတွေကနေအေးထိန်ချုပ်ထားတဲ့နေရာတွေကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေတဲ့အခြေအနေလို့ဒေသခံတွေကပြောပါဗျာ။